မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်တရုတ်ဤအနရေများလာသောကစားဝိန်စစ်အုပ်စုသည်ဘီဂျင်းမှညွှန်ကြားချက်အတိုင်း၎င်းတို့အကျိုးစီးပွားကိုကောက်ွက်ပေးရန်နှင့်ဝင်ဝေရရရကြောင်းလည်းဖြစ်နေသည်ကတကြောင်းယခုအခါလက်နက်ကင်များဒရုန်းများစစ်သင်းပေါ်များစက်တပ်ပါရာဂလိုက်တာများနှင့်ဂျင်းဤစီမံကိန်းများရှိရာလက်ပတောင်တောင်နှင့်ကျေးစင်တောင်တပ်ထုတွင်များရှိရာစုပြုံရောက်ရှိလာကြပြီဖြစ်သည် မြန်မာစစ်တပ်သည်တရုတ်ဤမျက်နှာသာအဖိခန့်ရဖို့အတွက်ကြမ်းကျင်နိုင်ကြံရမ်းကျင်နိုင်ရန်ဖို့ဖွင့်မလေးကြတော့လက်နက်ကင်စစ်သားများကလည်းရွာများကိုမြေရှို့လူရက်လေးချောင်းမှပြစ်ခတ်တိုက်ခိုက်ခြင်းဖြင့်နေမြင့်များကိုရှင်းပေးနေကြသည်မြန်မာဝက်စနက်ဤအစီအရင်ခန်းစာအရာ2022ခုနှစ်နဲ့2023ခုနှစ်တွင်ကြေးရွာပေါင်း21ရွာကိုမီးတင်ရှို့ခဲ့ပြီးဖြစ်သည်ဟုသိရသည်ထို့တွင်တရုတ်ကုမ္ပဏီဝန်ပေါင်းသည်ဤနေရာကို34.8စက်တူရန်ကီလိုမီတာအထိချဲ့ထွင်လာနိုင်ခဲ့သည်စကိုင်းတိုင်းအတွင်းရှိတတိယမြောက် တကောင်းတောင်ညီကဲတထုတွေအားအမျိုးသားညီညွတ်ရေးအစိုးရတပ်များကထိန်းချုပ်ထားနိုင်ခဲ့သည်တရုတ်တီအာနာသိမ့်ပြီးချိန်ကစပြီးယခုတည်းယင်းနှမြုံနယ်လာခဲ့ဒီမှာဒေါ်လာတန်930အထိရှိလာပြီဖြစ်သည်ဒီသားကံများကလည်းဘေးလို့ရတရုတ်ပိုက်လိုင်းကြီးများအနီးတွင်ခိုးလုံနေကြပြီဖြစ်သည်ပပတ်လေတွင်မိုင်းများချထား၍တိခိုက်သိကျမှုများရှိလာနေသည်ထိုပိုက်လိုင်းကြီးများသည်ရန်ပြေကျော်နှင့်မရီကျော်တို့မှသွေတန်းလာခြင်းဖြစ်ပြီးပထမတစ်ခုသည် အရမန်ပင်လေရှိတဘာဝတက်ငွေများတည်ဆောင်ပေးပြီးဒုတိယပိုင်လိုက်သည် အရှေ့အလယ်ပိုင်းနှင့်အာဖရိကမှရေနံစိညာပို့ဆောင်ပေးနေသည်တရုတ်ဘက်ကခီးရှေမိုင်ပေါင်း1200ခန့်တပ်သားသွားတော်လဲစေအုပ်စုအဖို့ကနိုင်ငံတွင်းရှိလျက်စစ်တပ်အားလုံလုံလောက်လောက်မရရှိသည်လူတို့ဤရှုံချလောင်ပြောင်စရာဖြစ်နေခဲ့သည်တရုတ်တို့ကတက်ငွေပိုင်လိုက်တလျှောက်စက္ကန်းလေးခုဖွင့်ပြီး20ရာခိုင်နှုန်းကိုမြန်မာအားထုတ်ပေးနေသည်ဟုသိရသည် အဆိုပါပိုင်လိုက်များသည့်တရုတ်မြန်မာစီးပွားရေးစင်းကြံလမ်းမစီမံကိန်း၏ဒစိတ်တစ်ပိုင်းဖြစ်ပြီးချီချင်းမင်ကားပင်၎င်း၏ရဝတ်နှင့်လမ်းစီမံကိန်းအတွက်ဦးစားပေးများစွာတွေကထိတ်တန့်ဦးစားပေးဟုပင်ပြောဆိုထားပြီးဖြစ်သည်။ဤသည်ကပင်၎င်း၏မြန်မာတနိုင်ငံလုံးကိုမြည်သို့ကင်ွယ်ရမည်အပေါ်သဘောထားလမ်းညွှန်ချက်တရက်ဖြစ်လာသည်။သို့သောတရုတ်မှအပေါ်ထက်အဆောက်အုံများကိုအသားတွေကလောက်ထွက်သည့်စစ်အုပ်စုကိုအားပြုပြီးမြမမြေပေါ်တွင် တိုးချဲ့နေမှုသည်၎င်းတို့အတွက်အနာဂတ်တွင်ရင်မအေးစရာဖြစ်လာသည်။ အကဲ၍ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီးအမေရိကန်နှင့်ဆစ်ဖြစ်လာပြီးဆိုကာထိုးပိုက်လိုက်မြသည့်အမေရိကန်လေတပ်၏ပထမဆုံးတိုက်ခိုက်ချေမှုန်ခြင်းကိုမလွဲမသွေခံရတော်မူဖြစ်သည်လောလောဆယ်တွင်တရုတ်တို့ကမထည့်ရမကန်ရက်စရာပစ္စည်းတစ်ခုတစ်ပွဲသဘောထားနေတော့လေထိုးပိုက်လိုင်းများဖြတ်တန်းရသည့်ကြီးရင်းစစ်မိကြီးအရှိန်တကြီးကြီးတောက်လောင်ရဒေသဖြစ်နေသည်တရုတ်သည်စစ်အုပ်စုအားဒေါ်လာတန်250ဘုခန့်စစ်လက်နက်များရောင်းချပေးခဲ့ပြီး ဖြစ်တော်လဲ၎င်းတို့ဖြစ်စေခြင်းတလို့ထိခိုက်မှုမရှိဖြစ်နေ၍၎င်းတို့အကျိုးစီးပွားကာကွယ်ရန်လုံခြုံရေးအကြောင်းပြကတပ်သားများဆီလို့ပေးရသည့်အထိရုပ်ပြစင်ပြက်ဖြစ်လာနေသည်တရုတ်တို့မြမမြေပေါ်တို့ထို့တို့ကျူးလွန်လာနေမှုအတွက်လူတို့မှပိုက်လိုင်းများကိုဖောက်ခွဲပြရန်အထိဒေါသတကြီးတောင်းဆိုလာနေသည့်အတွက်ဒေါ်လာရေးအုပ်စုများကထိန်းထိန်းသိမ်းသိမ်းကင်တွယ်နေရသည်အီဒီကိုရိတ်စားမိတော့ပြီးချင်းဒီလဲစေအုပ်စုအားအကာအကွယ်ပေးရန်ပြောလာပြီးယူနန်ရှိလက်ခွဲများမှတဆင်ဒရုန်းနှင့်ထောင်လိုင်းရင်းဤပညာများလူတလောက်ပံ့ပိုးပေးလာနေသည် ရခိုင်ပြည်နယ်တွင်တော့ပိုက်လိုင်းအားတဏီယာမှလွှဲ၍ကြံအပိုင်းများကိုအရကတက်တော်မှထိန်းချုပ်ထားပြီးဖြစ်နေသည်။ပိုက်လိုင်းများမှဓာတ်ငွေခွဲရန်ပေးနေသည့် off-take စခန်းများအားလည်းဒေါ်လာရေးတညာကသိမ်းယူထားပြီးဖြစ်သည်။တရုတ်ကောင်းဆောင်များအဖို့အိမ်မပျော်စားမဝေရတတ်မအေးစရာဖြစ်နေသည်။၎င်းတို့၏အနာဂတ်စည်ရေးရည်မှန်းချက်များအတွက်ထောက်ပံ့ရေးလမ်းကြောင်းများသည်ပြီးသူမျှခံမှန်း၍မရသောဒေါ်လာရေးတညာ၏လက်ဝယ်တွင်ရှိနေပါလားဆိုသည့်အတွေးများကြောင့်ဖြစ်သည်။ တရုတ်ကွန်မြူနတီပါတီသည်မြန်မာနိုင်ငံအတွင်းမတည်ငြိမ်မှုများကိုစစ်အုပ်စုမှကန့်ကွက်နိုင်လိမ့်မည်ဟုရှော့တွက်ခဲ့ရမှာထင်သလိုဖြစ်မလားပဲမခံမနိုင်သည့်အရှုပ်အထွေးများကြာရောက်လာနေပြီဖြစ်သည်ကိုကန့်ဒီတာတွင်လည်းကိုမွေးသည့်မြောက်ကိုပြန်ခြောက်ခံရပြီးအွန်လိုင်းငွေလိမ်ကိုင်းများဝင်းကြီးဝင်းငယ်နှင့်လောက်ကင်တွင်ထွက်ပေါ်လာခဲ့သည့်နမူနာများလည်းရှိနေသည်ရှနေတွင်ပင်၎င်းတို့နေဆက်လုံခြုံရေးအတွက်စစ်အုပ်စုကဲ့သို့ပင်လက်သက်မွေးထားရသည့် ်မိမိသားစုဝင်အလုံးကိုတည်တံ့ပေးလိုက်ပြီးဖြစ်သည်ထိုအရေးကိုဖြည့်ရှင်းရန်နှင့်အွန်လိုင်းငွေလိမ်ကိုင်းများဤကြံ့ရပါဖြစ်နေသောစေအုပ်စုအားသင်ငန်းစာပေးရန် MNDAA ကိုမီးစိမ်းပြလာသည် MNDAA သည်လည်းအခွင့်ကောင်းယူကာညီနောင်သုံးဖော်မဟာမိတ်အဖွဲ့နှင့်အတူလာရှိုးအထိတက်သိမ်းပစ်ခဲ့သည်စေအုပ်စုပြိုလဲတော်မူအကြောင်းကြောင့်တရုတ်တို့ချိန်မကင်ပြီးလက်မကင်ပြီးဖြစ်လာက MNDAA ခေါင်းဆောင်ကိုပြန်ပေးစွင်ချက်လီပြက်စနစ်နဲ့အကုန်ပိတ်ဆို့ကလာရှုကိုပြန်ပေးရသည့်အထက်ကင်ခဲ့သည် တရုတ်အစိုးရသည်မြင်အောင်လိုက်အားနိုင်ငံအကြီးအကဲအဖြစ်အတိမတ်လည်းမပြုတန်းတူရည်တူလည်းမဆက်ဆံခြင်းသို့သောအခြေမလားဖြစ်လာနေသည်ကိုမြင်တွေ့လာရ၍2024နိုဝင်ဘာလတွင်မဲခေါင်အစည်းအဝေးလာတက်ဆိုကာပြည်ဝင်ခွင့်ပေးလာခဲ့သည်စေအုပ်စုအားအရေးရှင်မရှိမှန်သိတော်လဲအာနာရှင်များဖြစ်၍လိန်တော်လန်ရေးအုပ်စုများထက်ပို၍အသုံးဝင်မှန်ကျုံနန်ဟိုင်းအိမ်တော်ရှိအာနာရှင်များကသဘောပေါက်လာကြပြီလဲဖြစ်သည်ကချင်လွတ်လပ်ရေးတပ်မတော်ကိုလည်းရှားပါမြေသားတပ်ထုနှင့်ပတ်သက်ပြီးထိုနည်းအတိုင်းပိတ်ဆို့အကြက်ကင်လာကြသည် ်ထို့သောကချင်တို့ကအလျှော့မပေး၍ဆွေးနွေးရဖို့အတိဖြစ်လာခဲ့သည်တရုတ်သည်ထို့သို့အချိန်ညကြမှမြန်မာနိုင်ငံတွင်ရေအားလျက်စစ်စီမံကိန်းခုနှစ်ခုအတွက်ဒေါ်လာဘီလီယံ20၎င်းတို့80ရာခိုင်နှုန်းပိုင်ထားသည့်6ဖြူရေနှစ်စိတ်ကန်အတွက်ဒေါ်လာ9.3ဘီလီယံထည့်ဝင်ချပြန်သည်မြန်မာထားလန်ဖောက်လုပ်ရေးစီမံကိန်းအတွက်ဒေါ်လာ8.9ဘီလီယံမြှုပ်နှံဖို့ရှိနေသည်လက်ရှိတွင်မြန်မာသည်အချုပ်အခြာအာဏာပိုင်သီလဟုမိစရာဖြစ်လာသည်တရုတ်အစိုးရထံသို့ဒေါ်လာဘီလီယံပေါင်များစွာအကြွေးတင်နေသည် မြန်မာရှိနိုင်ငံရေးသမားများလည်းအထုတ်လိုက်ခွဲ၍ကွန်မြူနတီပါတီဗဟိုသင်္นานကြောင့်တွင်သဘောတရားရေးသင်္นานတက်နေရသည်ကံယူတန်းရေးတက်စခန်းသည်လည်းတရုတ်ရေးတက်စစ်သင်္ဘောများချစ်ကြည်ရေးဆိုကဝင်ကျင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေကြပြီဖြစ်သည်လက်ရှိတွင်အပြည့်ခက်ရက်စက်ရေးအမကူတော့ပဲတရုတ်သည်ရွေးကောက်ပွဲလှုပ်ခိုင်းလာသည်စေအုပ်စုလှုပ်ပေးမဲ့ရွေးကောက်ပွဲဆိုသည်ကလည်းတရုတ်တို့နားလေလွယ်သည့်အတိုက်ခံမရှိသောရွေးကောက်ပွဲမျိုးဖြစ်သည် တရုတ်တို့စီမံနေသည်ကတရားဝင်အစိုးရပုံစံအယောင်ချဲ့ပေးပြီးကံမကောင်အကြောင်းမလားဖြစ်နေရှာသည့်မင်းအောင်လိုက်ကိုဖေရှားနိုင်ရန်ကြံစီနေခြင်းဖြစ်သည်၎င်းတို့၏ဝင်ရောက်ဆွတ်ဖတ်မှုကြောင့်ဖြည့်ရှင်းရန်ခက်ခဲလာသောပြဿနာကိုပုံမှုရှုပ်ထွေးလာတော်မူဖြစ်သည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်နောက်ထပ်ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲများကိုသိရှိနားလည်လျင်စစ်တပ်ကိုထောက်ခံမှုမပေးရနှင့်အထူးရောက်အလိညာရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ရန် နိုင်ငံတကာသို့တမ်းမတ်ကြီးဥကြုံမထွန်တိုက်တွန်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲများကိုသိရှိနားလည်လျင်စစ်တပ်ကိုထောက်ခံမှုမပေးရန်နှင့်စစ်တပ်၏အတူရောက်အလိညာရွေးကောက်ပွဲကိုစန့်ကျင်ကပ်ကွက်ကြရန်နိုင်ငံတကာသို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဥကြုံမထွန်ကတိုက်တွန်းလိုက်ပါတယ်။စက်တင်ဘာလ30ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်အဆောက်အုံတွင် မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနည်းစုများ၏အခြေအနေဆိုင်ရာအစည်းအမြစ် conference high level conference on the situation of rohingya muslims and other minority တွင်၎င်းကအထက်ပါတိုက်တိုက်တွန်းလိုက်ခြင်းဖြစ်ပါသည်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကုဆယ်လေတပ်မတ်ကြီးဦးကျော်မိုးထွန်းက rohingya muslims များ၏အခြေအနေသည်ကာလကြာမြင့်စွာဖြစ်ပေါ်နေပြီးကြီးလေသောလူသားချင်းစာနာထောက်ထားမှုနှင့်လူခွင့်ရေးဆိုင်ရာအကြက်အဲကိုဖော်ပြလျက်ရှိကြောင်း လက်ရှိအခြေအနေ၌စစ်တပ်ကရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံအနှံ့ပြားကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့်ရိုဟင်ဂျာများနေရက်တို့ဘေးကင်းလုံခြုံစွာတိတ်ခါရှိစွာဆန္ဒအလျောက်ပြန်လည်တွားရောက်နိုင်ရေးအတွက်အချိန်တို့အတွင်ဖြစ်လာနိုင်ပေအလားလားဤတို့များမတွေ့မြင်ရကြောင်းပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2021ခုနှစ်တွင်ရိုဟင်ဂျာအရေးအတွက်မူဝါဒရည်တည်ချက်ကိုအတည်ပြုထုတ်ပြန်ခဲ့ပြီးရိုဟင်ဂျာအရေးကိစ္စဖြေရှင်းရေးကို အစိုးရမှရှောက်လန်းနေသည့်ပင်မပန်းနိုင်ဤတစိတပိုင်းအဖြစ်ဂတိကဝတ်ပြုထားကြောင်းနေရက်ပြန်လည်သွားရောက်ရေးအတွက်အထောက်အပံ့ဖြစ်စေမဲ့ပဝင်းကျင်ကောက်တစ်ခုဖန်တီးနိုင်ရေးအတွက်စစ်အာဏာရှင်စနစ်နှင့်အယက်သားပြည်သူလူထုအပေါ်၎င်းတို့ကျူးလွန်နေသည့်ရက်ဆက်ကြမ်းကြုတ်မှုများအားခြုံငင်ရေးတို့ကိုဥစွာဆောင်ရွက်ရန်လိုအပ်ကြောင်း၎င်းကဆိုပါရယ်ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူတရက်လုံးခံစားနေရတဲ့ဒုက္ခဆင်းရဲများကိုကောင်းစွာသိရှိနားလည်ပြီးဖြစ်သဖြင့် စ်တပ်အားနိုင်ငံရေးစစ်ရေးနဲ့ငွေကြေးအရာထောက်ပံ့မှုမပေးရနှင့်၎င်းတို့စီစဉ်နေသည့်အထုရောင်အလိညာရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြရန်နိုင်ငံတကာအသိုက်အဝန်းကိုအကြံပြုလိုကြောင်းရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနေစုများ၏အခြေအနေအားဖြေရှင်းရာတွင်ပြဿနာဤစစ်မြေအားမဖြေရှင်းပေမဖြစ်နိုင်ကြောင်းစစ်အာဏာရှင်စနစ်နဲ့၎င်းတို့မတရားသိမ်းယူထားတဲ့အာဏာနဲ့၎င်းတို့အစဉ်တစိုက်အကျိုးခံစားခွင့်ရရှိနေသည့်ပြစ်ဒဏ်ကင်းလွတ်ခွင့်အောင် ခြုံငိမ့်နိုင်မှသာလျှင်ရလက်ကောင်ဖော့ဆောင်နိုင်မည်ဖြစ်ကြောင်းတမ်မတ်ကြီးကသတိပေးပါရယ်